ုဒ္ဓဘာသာဆိုတာဘာပါလဲရှင်ဗျာဘယ်မူတွေကိုအခြေခံပါသေးလဲဗျာဗုဒ္ဓဘာသာရဲ့အန်တိတ်မှရည်မှန်းချက်ကရောဘာပါလဲဗျာဗုဒ္ဓဘာသာဆိုတာသစ္စာဗျာရဲ့အဆုံးအမဘဝမှာဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဘာတွေလုပ်သင့်တယ်ဆိုတဲ့ way of life ကောင်းကျိုးချမ်းသာရရှိနိုင်တဲ့လူတွေအကျိုးစီးပွားဖြစ်ထွန်းစေနိုင်တဲ့အကြောင်းတရားတွေကိုလှုပ်ဆောင်ပြီး တူတူဆင်းရဲဒုက္ခရောက်ရှိစေနိုင်တဲ့အဆိုးတရားတွေကရှောင်ရှားဖို့တောတဲ့ဆုံးမတဲ့ဘုရားရဲ့အဆုံးအမတွေကိုဘုရားဘာသာလို့ဆိုရမှာဖြစ်ပါတယ်။တိရိနိုင်ငံနိုင်ငံမှာဘုရားဘာသာဆိုတဲ့အသုံးကိုမသုံးဘဲနဲ့ဘုရားကမလို့ထင်လို့သုံးတာရှိတယ်။ဘုရားကမဆိုတာဘုရားရဲ့အာကမမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေတို့ဒီလိုပဲအဓိပ္ပာယ်ရပါတယ်။ခုခေတ်တော့ဘာသာပြန်တဲ့အခါဘာသာဆိုတာ religion ကိုယ့်ရဲ့စိတ်ကပ်မှုတွေကိုအခြေခံပြီးတော့ဘာသာဆိုတဲ့စကားလုံးကိုသုံးလာကြတာဖြစ်တယ်။မြတ်စွာဘုရားရဲ့အဆုံးအမတွေဆိုတာလိုက်နာကျင့်သုံးရမှာဖြစ်လို့ကိုယ့်ရဲ့စိတ်ကပ်မှုဆိုတဲ့ဟာကတွဲဖက်ပြီးတော့ပါလာတဲ့အရာတွေသာဖြစ်တယ်ပေါ့။မှန်ပါဗျာ။အဓိကကပုရဝတ္တဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမသွန်သင်ပြတာတဲ့စကားတွေပဲဖြစ်တယ်။ဒါပြင်မြတ်စွာဘုရားကပါရီဆုံးမတော်ဟုဆိုကိုကျင့်တိလား ကောင်းမှုနဲ့လူလူချင်းအကျင့်တရားထားဖို့ရှင်ထဲမှာရှိတဲ့လူတွေရဲ့စိတ်နှလုံးကိုပူပန်စေတတ်တဲ့ကိလေသာတရားတွေကိုလျှော်နှဲအောင်လျှော်ချနောက်ဆုံးမှာအပြည့်တိုင်ဖြည့်ရှင်းပြီးဆဲတော့ကလွတ်မြောက်ဖို့ဆိုတာကိုမြတ်စွာဘုရားဟောခဲ့တာဖြစ်တယ်။အချင်းချင်းပြောရမယ်ဆိုရင်ဘုရားရဲ့အဆုံးမစကားတွေကိုပိဋကတ်30နိကေ9ပြတမခဏဘောင်း7000လေးတော့မှာ ီမတတင်ထာအဲမတတင်ထားတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတွေအားလုံးကိုဗုဒ္ဓဘာသာဗုဒ္ဓရဲ့ဆုံးမသွန်သင်ချက်များလို့ဒီလိုအတိဘယ်ကိုယူယူရမှာဖြစ်တယ်ပေါ့နော်အဲ့ဒီဗုဒ္ဓရဲ့သွန်သင်ဆုံးမချက်တွေကိုလိုက်နာတဲ့ပုဂ္ဂိုလ်တွေကြတော့ဗုဒ္ဓဘာသာဝင်လို့ခေါ်ကြတယ်အလားတူပြန်တဲ့ religion ဆိုတဲ့အင်္ဂလိပ်ဘာသာစကားကရှင်ချီမှုနဲ့ကိုးကွယ်မှုကိုခြေခံပြီးတော့ ပြောတဲ့စကားမှန်ပါဗျာဒီမှာတော့အဲ့ဒါလို့ယုံကြည်မှုနဲ့ကိုယ်ခွယ်မှုကိုအခြေခံမှုပဲနဲ့လက်တွေ့ကျင့်သုံးမှုကိုဆုလိုတာဖြစ်လို့အချင်းချင်းမရမှာတော့ဘုရားဘာသာဆိုတော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်များပဲဖြစ်ပြီးသူရဲ့အန်တိတ်မဟီမန်ချက်ကရောဘာများဖြစ်မလဲဘယ်မှုတွေကိုအခြေခံနေဆိုတာလေးကိုပြောနော်မှန်ပါမှန်ပါဘူးလို့ဆိုတာတဲ့ဘုရားဘာသာဖြစ်ဖို့အဓိကအကြောင်းတရားတော့ ကမ္မတကတာတမဒိဋ္ဌိလို့ပါဠိမှာဆိုတာအဲ့ဒီကမ္မတကတာတမဒိဋ္ဌိဆိုတာကိုလှုပ်တာကိုနဲ့သက်ဆိုင်တယ်လို့ခံယူချက်ကိုအခြေခံတယ်မှန်ပါဗျာမမလို့အများနာလဲတာနဲ့ပြောရမယ်ဆိုရင်ကံကံဤအကျိုးကိုလက်ခံတယ်မှန်ပါဗျာကံတရားကိုလက်ခံတယ်ကံတရားရဲ့အကျိုးကိုလက်ခံတယ်မှန်ပါဗျာအဲ့ဒီကံကံဤအကျိုးကိုလက်မခံရင်ဘုရားဘာသာမဖြစ်နိုင်ဘူး ရသော်ဗျာလေကမ္မဝါဒီကရိယာဝါဒီဒီကုသိုလ်အကုသိုလ်ဆိုတာလုံးလို့ရတယ်ကုသိုလ်အကုသိုလ်ဆိုတာရှိတယ်လို့လက်ခံနေဝါတာဖြစ်တယ်မှန်ပါဗျာအဲ့ဒီကမ္မသက္ကတာတမဋ္ဌိဋ္ဌိလို့ဆိုရဲကိုလှုပ်တာကိုရရတယ်ဆိုရဲကမ္မဝါဒကရိယာဝါဒကိုအခြေခံတာပဲဖြစ်တယ်ပေါ့မှန်ပါဗျာအဲ့ဒါကိုအခြေခံပြီးတော့ မြတ်စွာဘုရားကချင်းစင်တွေကိုသတ်မှတ်ထားတယ်။တိလ၊သမာဓိ၊ပညာဆိုအဓိကကိုချင်းတရားကောင်းဖို့ကနံပါတ်1မှန်ပါဗျာ။ကိုချင်းတရားကောင်းပြီတဲ့အခါစိတ်သက်ငြိမ်သက်အောင်လေ့ကျင့်တာနဲ့ထိုငြိမ်သက်မှုကြောင့်ရရှိလာတဲ့အသိပညာမှန်ပါဗျာ။အဲ့ဒါတွေကဘုရားဘာသာရဲ့အချမ်းမြင်ဟိုချင်းစင်တစ်ခုလို့ပြောရမှာဖြစ်တယ်။မှန်ပါဗျာ။ဘုရားဘာသာရဲ့အတ္တိမယီမှန်ချက်ကပါလေလို့ဆိုတာကြတော့ ဆင်းရဲဒုက္ခအလုံးအဆုံးသက်ရေးပဲဖြစ်တယ်မှန်ပါဗျာလူတွေတွေ့ကြုံနေရတဲ့ဆင်းရဲဒုက္ခဆိုတာမျိုးမျိုးရှိတယ်မှန်ပါအလုံးမရှောင်လွှဲနိုင်တဲ့ဆင်းရဲဒုက္ခအရောပါတော့စေဒုဗ္ဗာရလာပြီးရင်တဖြည်းဖြည်းအိုမင်းလာခြင်းနောက်ဆုံးမှာသိဆုံးရခြင်းဆိုတာဒါအချိန်မှဆုံးဆင်းရဲဒုက္ခလို့ပြောမှာပဲဖြစ်တယ်မှန်ပါဗျာဒီကြားထဲမှာဆုံးရှုံးနေတာမူတွေကြုံရလို့တောကဖြစ်ရတာတို့ ငိုရတာတို့ခန္ဓာကိုယ်မှာနာကျင်ကြိုက်ခဲတဲ့ဒုက္ခတွေကာယကဒုက္ခတွေခံစားရတာတို့စိတ်မချမ်းမသာဖြစ်တဲ့ဆင်းရဲဒုက္ခတွေခံစားရတာတို့စိတ်ပင်ပန်းမှုတွေခံစားရတာတို့ဆိုရဲရင်ထဲကအပူတွေအဲ့ဒီဒုက္ခတွေလုံးဝအဆုံးသတ်ဖို့ဆိုတာဘုရားဗလာရဲ့အတ္တိမအီမန်ချက်ပဲဖြစ်တယ်တမပါဗျာနောက်တစ်ခုက အတိတ်ကိုပုံချသောဝါဒဟုတ်ပါသလားဆရာလေးเนาะမှန်ပါဗျာအတိတ်ကိုပုံချတဲ့ဝါဒလုံးဝမဟုတ်ဘူးမှန်ပါဗျာရသော်ဗျာကအတိတ်အကြောင်းတရားကိုလည်းလက်ခံတယ်ပစ္စုပန်အကြောင်းတရားကိုလည်းလက်ခံတယ်မှန်ပါဗျာအတိတ်ကြီးတတ်တပုံချတဲ့ဝါဒကိုပုပ္ပိကတဟေတုဝါဒလို့ခေါ်တယ်အဲ့ဒီဝါဒကဘုရားလက်မခံတဲ့ဝါဒပဲမှန်ပါဗျာအရာရာဟာအတိတ်ကလုတ်ခဲလို့ဆိုတဲ့ဟာမျိုးလုံးဝလက်မခံမှန်ပါဗျာ ပစ္စုပန်လောလောလတ်လတ်ဖြစ်ပေါ်နေတဲ့အကြောင်းတရားကိုလည်းထည့်သွင်းစဉ်းစားတယ်မှန်ပါဗျာအဲ့တော့အတိတ်ကအကြောင်းတရားပဲဖြစ်စီပစ္စုပန်အကြောင်းတရားပဲဖြစ်စီအဲ့ဒီသက်ဆိုင်ရာအကြောင်းတရားတွေကိုလက်ခံယုံကြည်ပြီးအတိမတ်ပြုတဲ့ဝါရသာလင်ဘုရားဝါဒဖြစ်တယ်